ကယ်ဖို့မတက်တက်ဖို့တက်ကြမြမတက်မတော်ကဘာကြော်ပြီရန်ကုန်ကနေမန္တလေးမှာသွားကူတဲ့ပရဟိတလူငယ်တအုပ်ကိုနန်းတွင် တက်ဆက်သားကပားရိုက်ပါတဲ့ညစေနာကြီးကျော်အပြင်ထွက်လို့တဲ့ငလင်းကူညီနေသူတွေဟာနင်းနေညညသွားလာအလုလုကြရသူတွေလေဒါကြောင့်လူငယ်တွေစိုးရိမ်ပြီးငလင်းကူဖို့မသွားရကြတော့ဘူးပားရိုက်ခံရတဲ့လူငယ်ကိုယ်တိုင်လဲရန်ကုန်ကိုပြန်ပြေးသွားရတယ်ဒါရင်မဲလားမဟုတ်သေးပါဘူး ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ဘုတ်ကတော့စောင်းပါရှင်မောင်တူးရေးတဲ့ငလင်ကေရာဘေးရင်ဆရာ လိုသလားဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်ငလင်ကေရာဘေးရင်ဆရာလိုသလားငလင်ကေရေးစစ်တဲ့ဂျေဇူးမူးတို့တော်မှရှူစရာမရှိ လူတိုင်းသိကျွန်တော်တော်တော်ကိုပြောကျင်လုံးလို့ပါမန္တလေးငလင်ကြီးလို့ခေါ်ဆိုကြပါလို့စစ်ကောင်စီကပြောတာကိုကြည်ပြီးပြောเสียရရှိလာတာပါ သတင်းဌာနတွေမီဒီယာတွေတညိတညွတ်တဲ့ခေါ်ဝေါ်သုံးဆွဲနိုင်ဖို့မန္တလေးငလင်ကြီးလို့ခေါ်ကြရမယ်လို့စစ်တပ်ပြောခွင့်ရသူကပြောခဲ့ပါတယ်။စကိုင်းပြည်ရဲ့ကြောင့်ဖြစ်တဲ့စကိုင်းငလင်ဆိုပြီးသတင်းတွေလွှင့်နေတာဟာနှစ်ပတ်ကာလကိုရောက်လာချိန်မှာဒီလိုပြောင်းလဲခေါ်ဝေါ်ကြဆိုပြီးထအော်လာပါ။ရင်းညွန်ပြောဆိုရမှာတူညီလွယ်ကူစရာအတွက်မန္တလေးငလင်ကြီးဟုတတ်မှတ်ခေါ်ဝေါ်သုံးဆွဲသွားမှာဖြစ်ကြောင်းဒါအတိပေးထုတ်ပြန်အပ်ပါတယ်။ နာမည်ကအရေးကြီးလားငလင်ကိုနာမည်ပြောင်းလိုက်ရင်ကဲဆယ်ရေးတဲ့အတွက်ပိုအကျိုးရှိမလားနာမည်ကဘာဖြစ်ဖြစ်အတူတူပဲမဟုတ်ဘူးလားတကယ်ကနာမည်ပြောင်းရမှာမဟုတ်ပါစစ်ကောင်စီရဲ့ငလင်တန်သည့်ပြည်သူတွေအတွက်စေတနာကောင်းထားဖို့ပြောင်းရမှာပါကူရာကေရာကိုတည်တည်ချာချာမလုပ်ဘဲငလင်ကိုနာမည်ပြောင်းဖို့သာစဉ်းစားနေတော့ကိုကစစ်အာဏာရှင်တွေရဲ့အတွေ့အထဲမှာအာဏာတီမျက်ရည်ဆိုတာကိုပဲစဉ်းစားနေကြောင်းကိုသိတာနေပြီပေါ့။ဇဂိုင်းငလင်ဆိုရင စစ်ကိုကိုင်းညွတ်ကျိုးပြတ်သွားစေမယ့်ငလင်ကြီးဆိုပြီးဘေးရင်ဆရာကဟောတဲ့ဒါကြောင့်နာမည်ပြောင်းရရရှိတာတဲ့ကောင်းပါလေဗျာငလင်ကယ်ဆယ်ရေးလောက်တာဘေးရင်ဆရာ မလိုပါလို့သာပြောလိုက်ရှင်ပါရဲ့မြို့တိုင်းကရုံးဌာနတိုင်းမှာနေ့စဉ်ယတနာတော့ကိုးကောက်ရွတ်ဖို့လဲအမိတ်ထုတ်ပြန်နေငလင်သည့်ပြည်သူအတွက်စစ်တပ်ကျေးဇူးမူလို့မှရှူစရာမရှိ စစ်တပ်ဟာအခုစကိုင်းငလင်ကြီးမှာပြည်သူကိုစေတနာမရှိတာမဟုတ်ပါဘူး။နောက်အောင်ရှေ့နာဂစ်တဘောအဘေးကြီးတို့ကလည်းနိုင်ငံတကာအကူအညီတွေကိုပိတ်ပင်ခဲ့ပါတယ်။အကူအညီတွေကို အလဲသုံးခဲ့ပါတယ်။အဲ့ဒီတုန်းကအမေရိကန်ကယ်ဆယ်ရေးတဲမောတွေကကူညီကယ်ဆယ်ဖို့လာဆောင်နေတာတောင်ရှက်ရှင်းအရေးပေါ်ကန့်ကတ်မခံခဲ့ပါ။နောက်ပိုင်းလက်ခံတော့လဲအမေရိကန်ကလာပေးတဲ့အလူပုံးတွေမှာမြန်မာစစ်ဘုတ်ချုပ်ဘယ်သူကဘယ်ဝါကလှူပါတယ်ဆိုပြီးစာရက်တွေ အပေါ်ကကပ်ပြီးနာဂိဒုက္ခတွေတွေကိုပေးစီခဲ့တယ်လို့အမေရိကန်ကယ်ဆယ်ရေးဝန်ထမ်းကပြန်ပြောပြခဲ့ပါတယ်။နာဂိမှာညနေပိုင်းအလူပစ္စည်းတွေစေတလက်ထဲကိုအပ်လိုက်တာကိုနောက်တနေ့မနက်အဲ့ဒီပစ္စည်းတွေကရန်ကုန်ကဈေးတွေထဲကိုရောက်ကုန်ကြပါတယ်။နာဂိဒုက္ခတွေကိုမပေးဘဲစစ်တကမှောင်ခိုထုတ်ရောင်းစားခဲ့တာပါ။အခုစကိုင်းငလင်မှာလဲဒါမျိုးတွေကမဖြစ်ဘူးမပြောနိုင်ပါ။ရှန်ခုံခဲ့ဘူးတော့နောက်တစ်ခါရှန်ခုံအုံးမကတော့သေးကြတယ်လို့ တတိုင်းပြည်လုံးကဝိုင်းပြောနေကြပါပြီးမယုံရမှာသိကြပါတယ်စီရီယံဘိုကြီးစင်ရောကလည်းတဘာဝဘေးကယ်ဆယ်ရေးရိတ်ခါတွေပစ္စည်းတွေစေဝါတွေကိုတကယ်လုံနေသူတွေကိုမပေးဘဲစစ်တပ်ရိတ်ခါလုံလိုက်လို့သူကိုယ်တိုင်တက်ထဲမှာစားသုံးခဲ့ရဘူးကြောင့်ပြောပြခဲ့ပါတယ်စစ်တပ်အရာရှိကြီးတွေဆိုသူတို့တာဝန်ယူရချိန်မှာတဘာဝဘေးမဖြစ်လို့ညီးတွားတဲ့ငါတို့တာဝန်ယူချိန်ရေဘေးငလင်ဘေးတဘေးဘေးမဖြစ်ဘူးကွာဖြစ်ရင်တော့လား အထက်ကရှပြီးမဲ့အလူငွေတွေဘုံလိုက်ရရင်ထော့ရောဆိုတာမျိုးပြောတဲ့ဗိုလ်ကြီးစင်ရောကဟိုတနေ့အင်တာဗျူးမှာပြောပြနေတာပါအခုစကိုင်းငလင်မှာကောပြည်သူကိုကယ်ဆယ်ဖို့ထက်ငါတို့တော့ထော့ပြီးဆိုပြီးဝမ်းသာနေကြမလားဝမ်းသာမနေကြဘူးလားဆိုတာကတော့စစ်ဘိုလ်ချုပ်တွေကိုယ်တိုင်မှပဲသိကြမှာပါပတ်စံလေးပါလေးသွားရှာတာဆက်တာရေးကြည့်လေမှန်မှန်လက်တွေ့စကိုင်းငလင်စစ်တပ်ကတကယ်ကဲတင်သလားအခုငလင်မှာသူတို့စစ်တပ်တွေနေကြတယ်နေပြီးတော့ထိမှ နိုင်ငံတကာကိုလာပြီးကဲခိုင်းကြပါတယ်။ပြန်ကြားနေတော်တွေကနေပြည်တော်မှာပဲအကူအညီတွေအကုန်ယူထားပြီးစကိုင်းနဲ့မန္တလေးဘက်တွေတခြားနေရာတွေကိုမပို့ဘူးဆိုတာပါပဲ။ကိုညီမဲ့သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတယ်ဖမ်းဆီးတယ်နှောက်ရှက်တယ်။ရိုင်းနှက်တယ်ဆိုတာတွေလည်းကြားနေရပါတယ်။ကိုညီချင်းသူတွေဟာထောက်ခံစာ၄မျိုးပါမှကိုညီခွင့်ရမယ်ဆိုပြီးတတ်မှတ်ထားပါတယ်။ ထောက်ပံ့ရေးပစ္စည်းများပေးအပ်လှူဒန်းရှာမှာသက်ဆိုင်ရာဒေတာအစိုးရအဖွဲ့များတို့သတင်းပေးပို့မှုမရှိပဲမိမိအစီအစဉ်နဲ့ဆောင်ရွက်ခြင်းများဟာမလိုလားအဖြစ်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များဖြစ်ပေါ်လာနိုင်တဲ့အတွက်သက်ဆိုင်ရာအစိုးရအဖွဲ့မှတာဝန်ရှိသူများနဲ့ဆက်သွယ်ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ကြောင်းပရိုက်တာရုပ်ရှင်မင်းသမီးခိုင်နေဝေတော်ငလင်တန်ကြောင့်တန်ရာရပြီးစေယုံတက်နေရတဲ့ပြည်သူတွေကိုတယောက်ကျက်သိန်း20စီလူတာတွေ့ပါတယ်ထိုင်းမှာလည်းငလင်ကြောင့်အစ်မြင့်ဆောက်လက်စတိုက်ပြိုကျပြီးတည်ဆုံသွားသူတွေကို တန်ငွေတန်းနဲ့ရှိကူညီပေးပါတယ်။အာနာသိန်းစက္ကစကတော့တေဆုံးသူတယောက်ကိုချက်10သိန်းပဲပေးလို့ဝေဖန်တန်းတွေညံနေတာပါ။တိုက်တွေကိုတူမြေပြင်တွေအောက်ကိုဖောက်ပြီးဆက်ရနေရရင်ခက်ခက်ခဲခဲကဲစဲနေကြခြင်းစစ်တပ်ကလူတွေကိုမကယ်ပဲအောက်ခဲတွေပဲတဲနေကြောက်ပြားတွေပဲရန်နေရမပါလက်ပလာနဲ့တဲနေကြပါလေကြောက်ခဲတွေကဲနေကြတာလားစစ်တပ်မှာဖောက်ထိတ်လုံနေကြတာလားထင်စရာပါဟာတာပါ ကြီးစရာပါ အစိုးဆုံးကတော့လေရင်တွေရဟတ်ရင်တွေနဲ့ငလင်မကယ်ပဲလေရင်တွေရဟတ်ရင်တွေနဲ့ပြည်သူအိမ်ယာမြို့ရွာတွေကို ထိုးစစ်ဆင်အကြမ်းဖက်ပုံကျဲပြစ်ခတ်နေတာပါငလင်အတွက်အသက်မကယ်ယုံမကပြည်သူတွေကိုငလင်ဘေးသင့်နေတဲ့ဂျားကပဲတတ်နေပါသေးတယ်ငလင်မှာပြပမီဒီယာတွေဝင်ခွင့်မပေးသတင်းတော်တွေရှိမှသတင်းတွေဟာကဘာအနှက်ရောက်မှာပါအစိုးရတွေဟာသူတို့အစိုးရတွေရဲ့လောက်ဆောင်ချက်တွေကို အားလုံးသိစေဖို့တရင်မီဒီယာနယ်ပယ်ဆောင်ကို ဖိတ်ပြီးတည်င်းယူစေတာလော်ရိုးလုံးစင်တစ်ခုပေါ့အထူးသဖြင့်အရေးကြီးတဲ့ရေဘေးငလင်ဘေးတွေဖြစ်ပွားချိန်မှာအချိန်နေမှန်နေတိကျရအောင်တည်င်းတော့တွေကိုအားကိုးကြတယ်စစ်ကောင်စီကြတော့မှနိုင်ငံတကာတည်င်းတော့တွေကိုဝင်ခွင့်ပိတ်လိုက်တယ်ဟိုတယ်ရီလေးအစင်ပြီးနဲ့သုံးရီတွေပြတ်နေလို့မီဒီယာကိုအဝင်းမခံတာတဲ့နိုင်ငံသားတည်င်းတော့များအနေနဲ့ဒီကိုရောက်လာရင်လဲကျွန်တော်တို့တဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျ ဒီဘမီဒီယာတွေမဝင်ရတယ်လို့ပြည်တွင်းမီဒီယာကိုလည်းဖမ်းတပ်နှိပ်စက်ထားပြီးဖြစ်တော့ငလင်သတင်းမှန်တွေမရတော့ဘူးပေါ့သတင်းအချက်အလက်တွေမရမှတော့ငလင်ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးတွေအတွက်လည်းအားနည်းပြီပေါ့ရလာသမျှအကူအညီတွေကိုလည်းစစ်အာဏာပိုင်တွေလက်ထဲမှာပြုသမျှနှုတ်ရပြီပေါ့ငလင်သိမ့်ခံပြည်သူတွေကတော့မတည်သိမ့်ပဲတေးကြရအကူအညီတွေမရဘဲဖြစ်ကုန်ကြပြီပေါ့စက်သွေးရေးတွေခက်ခဲနေစေအင်တာနက်တွေလည်းပြတ်နေစေ ဖုန်းလိုင်းတွေလည်းခက်ဆဲပေါ့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IBCM ကတော့ငလင်နန်တဲ့ဒေသတွေမှာသတင်းရယူနိုင်ဖို့နိုင်ငံတကာကသတင်းတော်တွေကိုဗီဇာအလဲတကူထုတ်ပေးဖို့ကန့်သက်တာတွေမလုပ်ဖို့ဧပြီ၁ရက်မှာသဘောထားထုတ်ပြန်ထားပါတယ်ငလင်ကူညီကယ်ဆယ်လိုသူများရဲ့ဒုက္ခပြည်ရင်းပြည်ပကငလင်ကယ်ဆယ်ရေးအဖွဲ့တွေကိုလွတ်လပ်စွာသွာလာကူညီခွင့်ရအောင် စီစဉ်ပေးမှလုပ်ငန်းတွေထိရောက်မှာပါဒါပေမဲ့စက်ကောင်စီကတော့ လွတ်လပ်ခွင့်မပေးပါဘူးရန်ကုန်ကနေမန္တလေးမှာသွားကူတဲ့ပရဟိတလူငယ်တဦးကိုနန်တွင်တက်ဆက်သားကပားရိုက်ပါတဲ့ညစေနာကြီးတို့အပြင်ထွက်လို့တဲ့ငလင်ကူညီနေသူတွေဟာနင်းနေညညသွားလာအလုလုကြရသူတွေလေဒါကြောင့်လူငယ်တွေစိုးရိမ်ပြီးငလင်ကူဖို့မသွားရကြတော့ဘူးပားရိုက်ခံရတဲ့လူငယ်ကိုယ်တိုင်လည်းရန်ကုန်ကိုပြန်ပြေးသွားရတယ်ဒါရင်မဲလားမဟုတ်သေးပါဘူးတုဒ္ဒတ်စိုးတာတွေလည်းရှိပါသေးတယ် ငလင်ကူညီနေသူလူငယ်တွေကိုမန္တလေးစကိုင်းပြောပွဲနဲ့တခြားမြို့တွေမှာပေါ်တာဆွဲနေပါတယ်စစ်မှုထမ်းခိုင်းပါတယ်ဒါကြောင့်လူငယ်တွေပုန်းရှောင်နေကြရပြီးငလင်မကယ်နိုင်တော့ပါဘူးငလင်ကယ်ဆယ်ရေးအလူငွေခြောက်ဖွေးသူတွေဟာထောက်ခံစာလင်းမျိုးပါရမယ်ဆိုတာကြောင့်လူငွေမရတော့ပရိုက်တာအဖွဲ့တွေကူညီရေးမလုပ်နိုင်ကြတာလည်းရှိပါတယ်အလူငွေထဲမှာအလုပ်တွေဆက်လုပ်လို့ရမှာလေရက်ွက်စီးပင်းထွေအုပ်နဲ့ရဲစခန်းထောက်ခံစာလင်းမျိုးယူမှာ အလူခံရမယ်ဆိုတော့အများကြီးအခက်တွေ့ကြရပါတယ်။နောက်ပြီးငလင်ကယ်ဆယ်ရေတရုတ်ကျက်ရှင်ဤရင်နန်းကိုစစ်တပ်ကပြစ်ခတ်တာလည်းရှိပါသေးတယ်။စင်ကာပူကငလင်ကယ်ဆယ်ရေအဖွဲ့နယ်လည်းပြဿနာဖြစ်ခဲ့သေးတဲ့ရေးပြရရင်တော့စစ်တပ်စိုးပုံကုန်ပြီမထင်ပါ။ကယ်ဖို့မတက်တပ်ဖို့တက်ကြမြမတက်မတော်ကပါကြော်ပြီ။စကိုင်းငလင်ကြီးလောက်က အပီးအာနာသိန်းစစ်ကောင်စီဆိုတာဘလို့အဖွဲ့အစည်းမျိုးလဲဆိုတာကိုထင်ရှားစေတဲ့ဇာတ်ကားတစ်ခု ယမပြီကိုကြော်လို့တကဘာလုံးပြန်သွားပါတော့တယ်။အဲ့ဒီဇကားကတော့ကဲဖို့မတင်တက်ဖို့တင်ထားကဲဖို့မတက်တက်ဖို့သာတက်တော့တက်မတော့ဆိုတာပါပဲ။အခုပဲကြည်လေငလင်ကြောက်တေးသူ၄တောင်ကျော်ပြီ။ဒါရရသူကလည်း၈000နီးပြီ။ဒါတောင်မှဘုံကျဲနေသေး။လေချောင်းစစ်စင်နေတုံးပါ။စကိုင်းငလင်ကြီးစလုတ်တဲ့မက်လာ28ရက်နေ့ကဧပြီလ9ရက်နေ့အထိမြန်မာပြည်အနှံ့လေချောင်းတိုက်ခိုက်မှု 138ကြိမ်လောက်ခဲ့ပြီးအပြစ်မဲ့ပြည်သူနဲ့ဒေါ်လာရေးတပ်ဖွဲ့ဝင်83ဦးတေဆုံးခဲ့ရပါတယ်။ဒါကြောင့်ဟန်တာဝရီဦးဝင်းတင်ပြောခဲ့တဲ့စစ်တပ်ကျေးဇူးမူးတို့တောင် ရှူစရာမရှိ ဆိုသလိုပဲသခိုင်းငလင်ကဲဆဲရေးမှလည်းစစ်တပ်ရဲ့ကျေးဇူးရှာမရပါ။အော်လူတွေသိနေကြတယ်။ငါတို့ပြည်သူတက်မတော်ကစစ်တိုက်တာခဏနားအောင်မှပါ။ကဲဆဲရေးတွေအင်တိုက်အားတိုက်လောက်ကြမယ်လို့ အုတ်ချက်တွေဒီကဟိုတဲပြီးတော့ပုံဟိုကဒီကိုတဲပြီးတော့ပုံဟန်လို့ပြတာကလွဲလို့တစက်ကလေးမှစဉ်းစားပုံမရပါ အာနာသိန်းစစ်တပ်ဟာနာမည်ကျော်သွားပါပြီဒါပေမဲ့စစ်အာနာရှင်တို့ရဲ့ဖခင်ကြီးဥနေဝင်နာမည်ကျော်ဆိုတဲ့စောင်းပါရေးစဉ်ကဘိုလ်ချုပ်နေဝင်ဥနေဝင်နဲ့နေဝင်မြီးခေါ်နာမည်ကျော်ကအကျော်နှစ်မျိုးကောင်းအစိုးတွင်အစိုးဖြစ်တာကြော်ပါလေဤလို့ကျွန်တော်ရေးခဲ့တယ်လို့ပါပဲ။ စေကောင်းစီခေါ်နာမည်ကျော်များအကျော်နှမျိုးကောင်းဆိုးတွင်အစိုးဖြစ်သားကြော်နေပါပြီကေရာမလုတ်တတ်တာလုတ်စေမိုးရဲရေတဲ့ငလင်ထဲတွင် မိုက်မဲလွန်းလာသူများပါတကားလို့သာဆိုလိုက်ရပါတော့တယ်ဆောင်းပါရှင် မောင်တူအဆုံးထိထားတော်မူတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီး ဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်